မင်္ဂလာပါကျမတို့ရဲ့ Glacier မှ Glacier ဆိုတဲ့မိတ်ဆွေတွေအတွက် Glacier ရဲ့ GAC 690 ACDC အကူလာလေးပြောင်းဝင်ထားပါပြီရှင်အဲ့တော့ဒီကောင်လေးကသက်ဆက်ခွင်နဲ့အသုံးပြုနိုင်တဲ့ speed က7.2စင်အထိအမြင့်ဆုံးသုံးလို့ရတယ်သူ့ရဲ့အမြင့်ကတော့2ပင်နဲ့10လက်မှရှိရေပေါ့နော်အောက်မှာဘိန်းလုံးလေးလည်းပါတယ် ဲ့တော့ဒီမှာဆိုလို့ရှိရင် mode ဆိုတဲ့ function လေးပါတယ်ဒါလေးကကြတော့ layer အတိုးလျှော့ကို auto လုပ်ပေးတဲ့အာဒီ function လေးပေါ့နော်အဲ့ကြတော့ညဘက်ဒီမှာတော့ပြင်ပို့ပြီးတော့ကောင်းတယ်အခုလိုမျိုး fan speed လေးကို auto ချပေးတယ်ပြီးရင် normal ပြန်ထားပေးတယ်ပေါ့နော်အာပြီးရင်ဘယ်ညာဆွင်းလေးပါမယ်တိုင်မာကလည်း12နာရီအသုံးပြုလို့ရပါမယ်အဲ့တော့အတွင်းထဲမှာဆိုလို့ရှိရင်ကြည့်ခဲကြပူလေးခုပါမယ်ပြီးရင်သူ့မှာအက်ဒပ်တာတိုင်းမဟုတ်တော့ဘဲနဲ့ကေဘယ်တိုင်းလေးဖြစ်သားတဲ့အတွက်အက်ဒပ်တာပြဿနာတွေ ဖြစ်တော့မှာမဟုတ်ဘူးနောက်တစ်ခုကတော့ remote လေးပါပါမယ်အပြင်ဘက်ထရီနဲ့သုံးချင်နေဆိုတဲ့သူတွေအတွက်တွဲဖို့ဘက်ထရီနဲ့ချိတ်ဆက်ဖို့ဒီစောက်ကလေးထည့်ပေးထားပါတယ်အဲ့တော့ဒါကသူ့ရဲ့အပြင်ဘက်အနေထားလေးပါဒါနောက်ကျောဘက်မှာပြောင်းအောင်စကားလေးဖြစ်ပါတယ်အဲ့တော့နောက်ဘက်မှာဆိုလို့ရှိရင်ရေထုပ်တဲ့ရေထုပ်ပေါက်လေးရှိပါမယ်အဲ့တော့ glazy က GAC 690 model လေးကိုလိုအပ်လို့ဝယ်ခြင်းနေဆိုရင်တော့ home electronic ရဲ့ showroom နေအားလုံးမှာရရှိနိုင်ပြီဖြစ်ပါတယ်ရှင်။